မင်္ဂလာပါ DBP ရဲ့ fact check အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီတစ်ပတ်မှာတော့သတင်းကျလာပြည့်နေ့ဘုံကျဲတိုက်ခိုက်မှုမှာနမ်တူကအိမ်တွေက TNL ဌာနချုပ်လားမြိုင်းတောင်ပိုင်းနဲ့အနောက်ပိုင်းဘုံကျဲမှုကြောင့်ထိခိုက်သူတွေက PDF တွေလားထိုင်းရောက်မြန်မာတွေကိုဥတီလိန်လေဖို့ကြိုးပမ်းနေတဲ့စိုင်းကယ်ရောင်းတဲ့အလင် page စတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တိစက်ပေးသွားမှာဖြစ်ပါတယ်သတင်းတူသတင်းအမှားတွေဝေခွဲရခန့်နေ DPP Fact Check Facebook Page ကိုလာရောက်မြင်မြင်နိုင်သလိုသတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DPP Fact Check Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတဆက်သူအိမ်ပါ။ထိုင်းနိုင်ငံတွင်အခြေချနေတဲ့မြန်မာနိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးစိုက်ကယ်လင်းလဲရောင်းချနေတဲ့ page ကိုသတိထားနိုင်ဖို့မျှဝေပေးပါမယ်။စိုက်ကယ်စက္ကန့်ရောင်းဝယ်ရေးဆိုတဲ့ Facebook page ဟာထိုင်းရောက်မြန်မာတွေကိုဥတီလင်းလဲဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ page ရဲ့ intro မှာလိစာဟာချင်းမိုင်းလို့ပါဝင်ပြီး page cover မှာဆိုင်ကယ်အယောင်းဆိုင်ပုံတင်ထားတာကိုတွေ့ရှိရပါမယ်။ဆိုင်ရဲ့ V9 ပေါ်မှာဖုန်းနံပါတ်ကို ပြုတ်ပြင်ရေးသားထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့် cover ပုံကို revive image search နဲ့စစ်ဆေးကြည့်တဲ့အခါမှာထိုင်းဘာသာနဲ့နာမည်ရေးသားထားတဲ့ဆိုင်ကယ်အယောင်းဆိုင်တစ်ခုရဲ့ Facebook စာမျက်နှာမှာတင်ထားတဲ့ပုံဆိုတာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အဲ့ဒီ page မှာစိုင်ကာဗာပုံကို2019ခုနှစ်မတ်လ18ရက်နေ့ကတည်းကတင်ထားတာဖြစ်ပြီး V9 ပုံမှာပြုတ်ပြင်ထားခြင်းမရှိတဲ့ဖုန်းနံပါတ်ပါဝင်တာကိုတွေ့ရှိရပါတယ်။အဲ့ဒီထိုင်းနာမည်နဲ့ဖွင့်ထားတဲ့စိုင်ကယ်အယောင်းဆိုင်ဟာချင်းမိုင်မြို့မှာပဲဖွင့်လှစ်ထားတာဖြစ်ပါတယ်။ဒီအချက်ကိုကြည့်မယ်ဆိုရင်စိုင်ကယ်စကန်ရောင်းဝယ်ရေးဆိုတဲ့ page ဟာချင်းမိုင်မြို့မှာအမှန်တကယ်ဖွင့်လှစ်ထားတဲ့စိုင်ကယ်အယောင်းဆိုင်ရဲ့ပုံကိုခိုးယူလိမ်လည်ပြီးစိုင်ကယ်ရောင်းဖို့ကြိုးပမ်းနေတာထင်ရှားနေပါတယ်။ ဒါအပြင်ဆိုင်ကယ်စက္ကန့်ရောင်းဝယ်ရေးဆိုတဲ့ page မှာ တင်ထားတဲ့ဆိုင်ကယ်ရောင်းလိုက်ရပါပြီဆိုတဲ့ post ခါလဲတခြား page တွေကပုံတွေကိုခိုးယူပြီးတင်ထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါအပြင် page ရဲ့ transparency မှာလဲ2022ခုနှစ်ကနေ2025ခုနှစ်အထိကိုနံပါတ်အမျိုးမျိုးပြောင်းလဲထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့်ဆိုင်ကယ်စက္ကန့်ရောင်းဝယ်ရေးဆိုတဲ့ Facebook page ဟာတခြားဆိုင်ကယ်ရောင်းဝယ်ရေး page တွေမှာတင်ထားတဲ့ပုံတွေကိုခိုးယူအသုံးပြုပြီး ထိုင်းရောက်မြန်မာတွေကိုဥတီလိမ့်လေဖို့ကြိုးပမ်းနေတာထင်ရှားနေပါတယ်။ဒါကြောင့် online ကနေဝယ်ယူတော့မယ်ဆိုရင်အယုံမလွယ်ဖို့နဲ့အရင်ဆုံး page transparency ကိုစစ်ဆေးဖို့ဆိုင်လိပ်စာကိုတေချာတောင်းကြည့်ဖို့နဲ့အတက်နိုင်ဆုံးနှိစက်ရမျက်မြင်ဆိုင်တွေကနေဝယ်ယူဖို့အကြံပြုလိုက်ရပါတယ်။ရှမ်းမြောက်နမ်တူမြို့ရှိ TNL ဌာနချုပ်ကိုဘုံကျဲလိုက်လို့ တင်းနယ်လေးစခန်းအိမ်ပေါင်း90လောက်ပြာကျကုန်တယ်ဆိုပြီးဓပုံတွေနဲ့အတူဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။နေပြည်တော် True Media နဲ့မြန်မာ Update News Telegram Channel တွေကနေအော်တိုဘာလ6ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန့်နှံ့မှုလည်းများပါတယ်။ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာရှမ်းပြည်နယ်နမ်တူမြို့လယ်ထဲကိုအော်တိုဘာလ6ရက်သတင်းကြွလာပြည့်နေ့မနက်9နာရီခွဲမှာစစ်တပ်ကဘုံကျဲချခဲ့တယ်လို့ DVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ ဒီလိုဘုံကျဲချမှုကြောင့်နေအိမ်တွေပျက်စီးခဲ့တယ်လို့လွတ်လပ်ပြီးမြည်စိတ်ချတဲ့သတင်းဌာနတွေမှလည်းဖော်ပြထားပါဗျ။ဒီတိုက်ခိုက်မှုမှာလာပြင်းနေဖြစ်လို့ပြည်သူတွေကဖုန်ကြီးကြောင်သွားကြတဲ့အတွက်လူထိခိုက်မှုမရှိခဲ့တာဖြစ်တယ်။ပြည်သူအများစုကရှေ့ရဲ့ဘုံကျဲခံရကြတဲ့ကတင်းရှောင်နေကြပြီးစတဲ့ဒေသခံတွေရဲ့ဖြေဆိုချက်တွေနဲ့အတူသတင်းမှဖော်ပြထားတာပါ။ဒေသခံတွေရဲ့ပြောဆိုချက်တွေထဲမှာပြကြပျက်စီးသွားတဲ့နေအိမ်တွေဟာ TNL စခန်းတွေလို့ပြောဆိုထားတာမျိုးမရှိပါဘူး။ TNL ထိန်းချုပ်ထားတဲ့နမ်တူမြို့ကိုစစ်တပ်ကဘုံကျဲချတဲ့ဖြစ်စဉ်ဟာမှန်ကန်ပေမဲ့ဘုံကျဲခံရတာဟာ TNL စခန်းတွေမဟုတ်ပဲလူနေအိမ်တွေသာဖြစ်ပါတယ်။ဒါကြောင့်ရှမ်းမြောက်နမ်တူမြို့ရှိ TNL စခန်းကိုဘုံကျဲလိုက်လို့ TNL စခန်းအိမ်ပေါင်း90လောက်ပြကြကုန်နေဆိုပြီးဖြန့်ဝင်နေတာဟာလူရဆွဲရေးသားဖြန့်ဝင်နေတဲ့တဲ့အမှားသာဖြစ်ပါတယ်။ မုံရွာချောင်းဦးမှာဘုံကျဲခံရတာဟာတပိတ်အဖွဲနဲ့ PDF ထောက်ခံသူတွေကိုဘုံကျဲတာစီမီပူဇော်ပွဲကိုဘုံကျဲတာမဟုတ်ဘူးဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မင်းသားညီ Facebook အကောင့်ကနေအော်တိုဘာလ၈ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြန်လည်မျှဝေသူတွေလည်းရှိနေပါဗျ။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာစကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတိုရွာကသတင်းကျွတ်လာပညာစီမီထွန်ပွဲနေရာကိုစစ်တပ်ကဘုံကျဲခဲ့တာကြောင့်အများအပြားတိတ်ဆုံးဒဏ်ရာရရှိခဲ့တယ်လို့ TVB နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါဗျ။ဒီလိုဘုံကျဲချတဲ့အတွက်မုံရအမြင့်လန်းတပိတ်ဦးဆောင်ကော်မတီဝင်တွေပါဝင်သလိုခလင်းငယ်တွေအပါအဝင်ဒေသခံတွေကပါအများအပြားတိတ်ဆုံးခဲ့တာပါ။စစ်တပ်ရဲ့ဘုံကျဲချမှုကြောင့်လူအများအပြားတိတ်ဆုံးရတဲ့အပေါ်ကုလသမဂ္ဂနဲ့ Amnesty International ကလည်းကန့်ကွက်ရှုတ်ချထားပါဗျ။ဒါအပြင်ဒီလိုဘုံကျဲခံရတဲ့နေ့ဟာလည်း မြန်မာလူမျိုးတွေအထွတ်အမြတ်ထားတဲ့နေတနေဖြစ်တဲ့အပြင်သတင်းကျွလှပြနေဖြစ်ပြီးစီမီထွန်းညင်ခြင်းဟာမြန်မာနိုင်ငံအနှံ့အစင်အလံပြတ်လှုပ်ဆောင်တဲ့ပွဲတပွဲပဲဖြစ်ပါတယ်။ဒါကြောင့်မုံရွာချောင်းဥမှာဘုံကျဲခံရတာဟာတပိတ်တပ်ပုံရိုက်ပြီးသတင်းဌာနတွေကိုပုံရောင်းစားနေတဲ့တပိတ်အဖွဲ့နဲ့ PDF ထောက်ခံသူတွေကိုဘုံကျဲတာဆိုပြီးဖြန့်ဝေနေတာဟာဝါရဖြန့်သတင်းအမှားပဲဖြစ်ပါတယ်။သတင်းကျွလှပြညစီမီထွန်းညင်နေတဲ့တပိတ်ခေါင်းဆောင်တွေအပါအဝင် ဒေသခံတွေကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်လို့ခလင်းငယ်အပါဝင်ပြည်သူအများပြတေဆုံးရတဲ့ဖြစ်စဉ်ကို ဖုံးကွယ်ပြီးတော်လှန်ရေးလှုပ်လို့တိုက်ခိုက်ရတဲ့အောင်ဝါရဖြန့်ရေးသားမှုမျိုးပဲဖြစ်ပါတယ်။မြိုင်တောင်ပိုင်းနဲ့အနောက်ပိုင်း PDF တွေလေကြောင်းတိုက်ခိုက်ခံရလို့တေဆုံးတယ်။မြိုင်တွင်းမှာအုပ်စု PDF တွေကိုဘုံကျဲရှင်းလင်းတာဆိုပြီးတေဆုံးသူတွေရဲ့တပ်ပုံတွေနဲ့အတူဖြန့်ဝင်နေတာပဲဖြစ်ပါတယ်။ Snow Queen True Media နဲ့နေပြည်တော် Telegram Channel တွေကနေအော်တိုဘာလ၈ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြည့်နှက်မှုလည်းများပါတယ်။ဒီဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်စစ်ကြည့်တဲ့အခါမှာမြိုင်မြို့နယ်တောင်ပိုင်းနဲ့အနောက်ပိုင်းကကျေးရွာတွေလေချောင်းကဘုံကျဲခံရလို့ရင်းနှမြေအလုတ်သမားနှစ်ဦးထပ်မင်းနဲ့တိတ်ဆုံးခဲ့တယ်လို့၅ဦးထပ်မင်းနဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လွတ်လပ်ပြီးပြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ဒေသခံတွေကမေးမြန်းအတည်ပြုပြီးသတင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ ြအပြင်ဒီလိုမျိုးစစ်တပ်ကဘုံကျဲခဲ့တဲ့ဖြစ်စဉ်အတွက် we love မြိုင်းဆိုတဲ့ဒေတာတွင်းအဖွဲ့တစ်ခုကလည်းလူမှုကွန်ရက်မှာမျှဝေမှုတွေပြုလုပ်ထားပါတယ်။ဒါအပြင်တည်ဆုံးသူတွေရဲ့တပ်ပုံတွေကိုအဲ့ဒီအဖွဲ့ရဲ့ Telegram Channel မှာအော်တိုဘာလ9ရက်နေ့ကမျှဝေထားတာဖြစ်ပြီးအဲ့ဒီတပ်ပုံတွေကစစ်အုပ်စု lobby တွေဖြန့်ဝေနေတဲ့တပ်ပုံတွေနဲ့အတူတူပဲဖြစ်ပါတယ်။ဒါကြောင့်မြိုင်းတောင်ပိုင်းနဲ့အနောက်ပိုင်း PDF တွေကလေကြောင်းတိုက်ခိုက်ခံရလို့တည်ဆုံးတယ်။ မြိုင်တွင်းမှအုပ်စု PDF တွေကိုဘုံကျဲရှင်းလင်းတာဆိုပြီးတေဆုံးသူတွေရဲ့ဓာတ်ပုံတွေနဲ့အတူဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။အမှန်တကယ်တေဆုံးသူတွေဟာရင်းနှီးမြင့်အလုတ်သားတွေသာဖြစ်ပါတယ်။ဒါအပြင်စစ်အုပ်စု lobby တွေကဓာတ်ပုံတွေကိုအော်တိုဘာလ၈ရက်နေ့ကမှစတင်ဖြန့်ဝေနေတာဖြစ်ပြီး We Love မြိုင်အဖွဲ့ကတင်ထားတဲ့ပုံတွေကိုခိုးယူပြီးလိုရာဆွဲရေးသားဖြန့်ဝေနေတာထင်ရှားနေပါတယ်။ အွန်လိုင်းမှာပြည့်နှက်မှုတွေများတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြင်းပြီးစိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။မင်းတက်မြို့နယ်အတွင်းက AA စခန်းကိုဘုံကျဲရှင်းလင်းနေဆိုပြီးဖျက်ဝင်နေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မှိုင်းဝေသတင်းကဘာမင်းတင်နဲ့ရွှေနေကြ Telegram Channel တွေကနေအော်တိုဘာလ၈ရက်နေ့ကဖျက်ဝင်နေတာဖြစ်ပြီးပြည့်နှက်မှုလည်းများပါတယ်။ ဒီဖြန့်ဝေမှုကိုစစ်ဆေးကြည့်တဲ့အခါမှာမင်းတက်မြို့နယ်မှာရှိတဲ့စာတင်ကျောင်းနှစ်ကျောင်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခံရပြီးမတန်ဆွမ်းအမျိုးသမီးတဦးနဲ့အမျိုးသားသုံးဦးတိတ်ဆုံးခဲ့တယ်လို့လွတ်လပ်ပြင်းကြီးစစ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ဒါအပြင်အယောက်၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သတင်းတွေမှာလည်းဖော်ပြထားပါတယ်။ဘုံကျဲခံရတဲ့နေရာဟာအရင်ကစစ်ရှောင်စခန်းဖြစ်ခဲ့တဲ့ထင်ချောင်းရွာစာတင်ကျောင်းဖြစ်ပြီးလက်ရှိမှာကျောင်းဖွင့်ထားတဲ့အပြင် စစ်ဆောင်ចောင်းသားចောင်းသူတွေအများစုနေထိုင်နေကြတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။သတင်းဌာနတွေရဲ့ဖော်ပြချက်နဲ့သတင်းအရင်းမြစ်တွေရဲ့ဖြေဆိုချက်တွေထဲမှာဘုံကျဲခံရတဲ့နေရာဟာအေးအေးစကန်လို့ဖြေဆိုထားတာမရှိသလိုတိတ်ဆုံးသူတွေကလည်းចောင်းသားတွေနဲ့မတန်ဆွမ်းအမျိုးသမီးတွေသာဖြစ်ပါတယ်။ဒါကြောင့်မင်းတပ်မျိုးနဲ့အတွင်းကအေးအေးစကန်ကိုဘုံကျဲရှင်းလင်းလိုက်တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။စာတင်ကြောင်းဘုံကျဲခံရလို့ចောင်းသားတွေထိခိုက်တေဆုံးရတာကို အေးအေးစခန်းကြောင်ဘုံကျဲရတရာစစ်အုပ်စုလက်အောက်ခံလော်ဘီတွေကဝါရဖြန့်ရေးသားနေတာပဲဖြစ်ပါတယ်။ င်းစင်နဲ့အမျှပြောင်းလဲနေတဲ့ခေတ်စီထဲမှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်ကတွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြမယ့်အချိန်ဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှားစစ်ဆေးမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DPP Fact Check Telegram Channel ကို join ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တင်ရင် Fact Check ကြပါလို့သတင်းစကားပိုင်းနဲ့ DPP Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါအောင်မယ်။